ကဲဒီနေ့တော့ဂါဇာနဲ့ပတ်သက်ပြီးတော့သတင်းထုတ်တွေပြောပြချင်ပါတယ်။ဘာဖြစ်လဲဆိုတော့ UN မှာဂါဇာကိုနိုင်ငံတကာဖွဲ့နိုင်ငံကရောညီချင်ရေးတပ်ဖွဲ့တွေဝင်ပြီးတော့ထိန်းချုပ်ဖို့ရအတွက်ပေါ့နော်။အဲဒီ season ကိုဂါဇာမှာ macro ဆုံးဖြတ်တဲ့ခါမှာအဲ15မဲမှာ73မဲထောက်ခံမှုနဲ့ပေါ့နော်။ပြတ်တက်နိုင်ပြီးတော့အစီအစဉ်လေးအောင်မြင်သွားပါတယ်။နှစ်မဲရတော့သူကဘာဖြစ်လို့ မဲမပေးပဲနဲ့တော့ဆောင်မဲဆောင်တာပေါ့နော်အဲ့ဒီနိုင်ငံဘယ်နိုင်ငံတွေလဲဆိုတော့ရုရှားနဲ့တရုတ်နိုင်ငံဖြစ်ပါသူတို့ကတော့ဒီအစီအစဉ်မှာသူတို့မဲမပေးပဲနဲ့မဲဆောင်ပြီးတော့သူတို့နေကြတယ်ပေါ့နော်ဒီအစီအစဉ်ကိုသူကတင်သွင်းလဲဆိုတော့အမေရိကန်သမ္မတကြီးထွန်းနထရမ့်ပေါ့နော်အမေရိကန်ကလည်းဥဆောင်ပြီးတင်သွင်းတယ်ဘာလို့အစီအစဉ်ရှိလဲဆိုတော့ဂါဇာမှာနိုင်ငံတကာညီညွတ်ရေးဖွဲ့တပ်ဖွဲ့တွေဝင်မယ်ဂါဇာကိုပြပြန်လဲပြပြပြောင်းလဲလုပ်မယ်တိဆောက်ပေးမပြောဂါဇာနိုင်ငံတော်အစ်ကိုပေါ့နော်တိဆောက်မယ်ပေါ့အဲ US ကိုဆိုလဲဘာကြီးဆက်ပြောလဲဆိုတော့ ခုဆိုရင်တဲ့ပါလက်စတိုင်းကိုပေါ့နော်ဒီညင်အေဂျင့်ပြီးတော့တူတက်ကြီးဖွဲ့တဲ့နိုင်ငံတော်ဖြစ်ကိုပေါ့နော်ဖြစ်ဖို့အတွက်ကျွန်တော်တို့ပေါ့နော်ဟိုလုံးဝဆုံးဖြတ်လိုက်ပြီးဒီ UN ကဆုံးဖြတ်လိုက်ပြီးပါတယ်တဲ့အဲ့လိုလုပ်ပြီးတဲ့အချိန်ထဲမှာပဲပေါ့နော်ကျွန်တော်ဟိုအစ္စရေးလည်းပေါ့နော်ခုဆိုရင်တော့ဂါဇာနဲ့ပေါ့နော်ညင်ညင်ချင်ချင်လက်တွဲရှင်အတူတူကနေထိုင်သွားလို့ရနိုင်ပါပြီတဲ့ကစားမနိုင်ငံကညီချင်းရေးတဖွဲ့အနေနဲ့ပြဆိုရအဓိကလာမလဲဆိုတော့ဘောနော်ဖြစ်မလို့ဘယ်နိုင်ငံကစစ်သားရေးအဓိကလာမလဲဆိုတော့ဟိုမော်စလင်နိုင်ငံအများစုဖြစ်တဲ့ အီဂျစ်တို့ကာတာတို့ဂျော်ဒန်တို့ပါကစ္စတန်တို့အင်ဒိုနီးရှားတို့ဟိုတာကီတို့စတဲ့နိုင်ငံတွေကပြသူတို့နိုင်ငံစစ်သားတွေဆေးလွတ်ပြီးတော့အဲ့ဂါဇာရဲ့ညီချင်းရေးကိုအဓိကလှုပ်ဆောင်ကြမှာလေလို့သူကသတင်းရထားပါတယ်။ဟာမတ်စ်ကဒီစီစဉ်ကိုသူလက်မခံဘူးလို့ပြောတယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့ဗောနော်ပါလက်စတိုင်းပြည်သူတွေရဲ့အခွင့်အရေးတွေကိုနော်အပြေအဝမရရှိလို့အတွက်သူတို့ဗောနော်လက်မခံဘူးလို့ပြောတယ်။ဒါပေမဲ့စီမံကောင်းတာကအဲ့ ဟိုဟာမတ်စ်တို့ရဲ့နောက်မှာပါနော်မွတ်စင်နိုင်ငံတွေကအတော်တော်များများကဘယ်နိုင်ငံမှသူ့ကိုမထောက်ခံတော့ဘူးဆိုတော့အကြမ်းတော့ဟာမတ်စ်နေတဲ့သူဖက်နေကြီးပေါ့နော်ဒီကန့်ကွက်တယ်လို့ပြောလဲသူဒီစစ်စင်ကရက်တက်သွားမဲ့ပုံတော့မပေါ်ဘူးပြေနော်ဒါကတော့နောက်ဆုံးရတဲ့သတင်းတူလေးပါကျေးဇူးများတင်တယ် bye favor of the draft resolution contained in document s/2025 The result of the voting is as follows. Zero votes against, two abstentions.